ဘယ်ဟာစပြောမလဲဆိုကျွန်တော်တို့ဒီရလေးကိုအရင်မှတ်လိုက်အောင်ရှင်းအောင်နှင်းငါးတက်လို့ထောင်းတယ်ဒီကိန်းအောင်လို့နှင်းငါးတက်နဲ့တန်းတန်းရှင်းနှစ်တက်ပရိရဲ့ဒီကခုနှစ်တုံညာရဲ့ပရိတဲတယ်နော်ခုနှစ်တုံညာရဲ့အပေါ်ကနေဒီကတန်းပြလိုက်အောင်ကျွန်တော်တို့တုံညာ16ဆိုတဲ့ထိပ်သီးလေးလုံးထောင်းပြီးတော့ကစားထားတာ ဲ့အချိန်မှာဒီမှာရှစ်လေးရှစ်လို့တကဆောင်းထုတ်ခဲ့တာရှစ်လေးရှစ်ဆိုတော့ကို3 3ပေါ့သူ့ကိုຫນွယ်ပြီးကစားမယ်ဆိုရင်ထားလိုက်တော့ကျွန်တော်တို့အဲ့ဒီကစားခွက်တွေကိုခြံခဲ့မှာခြံခဲ့တော့သူနေဒီပြပြေးလိုက်ရင်9ခွန်3ဆောင်းထုတ်ပြီအဲ့ဆိုမှတ်လိုက်တော့9ခွန်3ဆောင်းထုတ်ပြီ9ခွန်3ဆောင်းထုတ်ပြီဒီဘက်က6 6ခွန်ပလင်တဲပြီနော်အဲ့လိုဒီကမှလည်းတခါနှစ်ငါးတစ်လို့ထောင်တာပဲနော်ငါးကနေတန်းတန်းပြေးလိုက်1နှစ်ရှိပလင်နဲ့1 90ပလင်တဲပြီသူ့ရဲ့ထက်ကနေပြေးလိုက်ဟာ အရှင်းဆုံးပဲ316ဆိုတဲ့ကျွန်တော်တို့ထိပ်သီးလေးလုံးထောင်တဲ့ကစားခွက်ကြီးရှိတယ်ပေါ့နော်ဒီဘက်မှာ148ပေါ့အဲ့မှာသူ့ကို393နေနေပါလိမ့်နေသူ့ကနှွယ်ကစားပြအများကြီးပေါ့နော်ဟုတ်ပြီအဲ့ဒါဆို316ရဲ့ဒီဘက်မှာကိုကို complaint တဲတာပဲနော်သူ့အောင်မှာ903လို့ဆောင်းထိုးတာအဲ့တော့ကျွန်တော်တို့ပြထားမှာကိုကို complaint နဲ့903နဲ့အချိန်တိုင်းကိုကိုကနဲ့နောက်ကွန်တုံးနဲ့စီကြောတခုတွေမှာအချိန်ကြကြီးတည်ပြီးတော့ကစားနေကြတယ်ဆိုတော့ဟိုကျွန်တော်တို့မှတ်ထားလိုက်မယ်။နော်မှတ်ထားလိုက်မယ်ဆိုတော့ အခုအခုကျွန်တော်တို့ပြောင်းမဲ့နေရာကကြည့်မဲ့နေရာပေါ့လေးရှိလေးလို့ထောင်းပါနော်လေးရှိလေးကကိုကိုသုံးပြန်ဖြစ်သွားမှာလေးရှိလေးထောင်လာရဲ့ဒီပေါ်နေပြလိုက်ကိုရှိလေးဖရင်ရှိတယ်ဟုတ်ပြီနော်ကိုရှိလေးဖရင်ရဲ့လေးရှိလေးထောင်လာရဲ့ဒီဘက်မှာသူခွန်ငါးတက်လို့တောင်းထိုးခဲ့နေတာဟုတ်ပြီအဲ့လိုခွန်ငါးတက်တောင်းထိုးတဲ့လေးရှိလေးထောင်နဲ့လေးကိုရှိလို့တဲ့တယ်နော်အဲ့ဒီကနေလေးကိုရှိရဲ့အောက်ကနေတန်းပြခဲ့လိုက်နေ2 6ခွန်လို့လှည့်ထားတယ် ဟုတ်ကဲ့ကူကူခွန်လို့ရောင်းတက်ထားတယ်။ပေါက်တဲ့ကဏ္ဍကခွန်ချောက်တက်ဆိုတာ။ခွန်ချောက်တက်လေးကိုကျွန်တော်တို့ပြန်လာလဲဆိုတော့တွေးကြည့်မှာ။နော်အဲ့ဆိုဒုတိယတစ်ခါမှာလေခွန်ငါးတက်လို့စောင်းနေပြီ။နော်ခွန်ငါးတက်စောင်းနေပြီတော့အခုပြေးလိုက်လေးရှစ်လေးထောင်းနေ။ဒီအပေါ်နဲ့ပြေးလိုက်ကူလေးရှစ်ပရင်းတဲတာပဲ။နော်ကူလေးရှစ်တဲတာရဲ့အောက်ကနေကျွန်တော်တို့ဒီကပြေးလိုက်နှစ်ရေခိုင်နှစ်ချောင်းခွန်လို့လဲပြီးတော့ကူကူခွန်လို့စောင်းမလား။ကျွန်တော်တို့အဲ့အလေးကို တွေးမှာ။ တွေးမှာဆိုတော့ကိုကိုခွန်လို့ခေါင်းဆောင်တဲ့မဲ့ခွန်တိတ်ကဏ္ဍကဒီခွန်ချောက်တလူပုံစံရော တကားဘယ်ကဏ္ဍလာနိုင်လဲဆိုတော့ကျွန်တော်တွေးမှာပေါ့နော်တွေးမှာဆိုတော့ဟုတ်ပြီအဲ့ဒါဆိုရင်အခုကြည့်တာကခွန်ငါးတစ်ဆောင်တဲ့အချိန်မှာဒီကက68လေးပရင်တည်ခဲ့ပြီနော်ဟုတ်ပြီခွန်ငါးတစ်ဆောင်တာနဲ့အချိန်တိုင်းမှာ68လေးတည်ခဲ့တယ်ပရင်ကြီးအဲ့ဒီ68လေးပရင်နဲ့အချိန်တိုင်းကိုကျွန်တော်တို့ကကိုကိုခွန်လို့ဆောင်းနိုင်လားလို့တွေးမှာ အဲ့ကြတော့စောင်းမယ်ဆိုရင်စောင်းလို့ရတယ်ဘာလို့လဲဆိုတော့အဲ့ဒီစောင်းမယ်99ခွန်ဆိုတာကသူ့ရှင်းနဲ့မှာ9ခွန်3နဲ့99ခွန်ဆိုပြီးဖိရင်ကစားခဲ့လို့နော်သူ့နောက်နှစ်မှာကျွန်တော်တို့က99ခွန်ဆိုတဲ့ဖိဖီ3လုံးစောင်းထိုးတဲ့စီကြောကိုကစားလို့ရတယ်ဆိုတော့တွေးอยู่မှာနော်ဟုတ်ပြီအဲ့တော့ဆိုရင်98တွေနဲ့အချိန်တိုင်းမှာကျွန်တော်တို့ကဒီဘက်က98တွေဆောင်ထိုးခဲ့တယ်လို့ပြောခဲ့တာအဲ့လိုလူရင်းသွားရအောင်အဲ့ဒီဆောင်ထိုးခဲ့တဲ့ခွန်သားတစ်တွေကရှေ့မှာဖရိတ်တွေတည်ခဲ့တာ ဟုတ်ပြီနော်၃နှစ်ကျော်ပဲဟုတ်ပြီအဲ့ဒါဆိုရင်ခွန်ငန်းတိတိဖရင်တဲတဲ့အချိန်မှာနော်ဖရင်တဲတဲ့အချိန်မှာဒီဘက်ကဖရင်တဲတဲ့၄ခု၈၄ခု၈တွေက၉လေး၈ဆိုပြီးတော့တခါဆောင်းပြန်ထုတ်ပြီးကစားခဲ့တာအပြန်နံမယ်နော်အဲ့မှာ3ငန်း1နဲ့3ငန်း1နဲ့ပေါ့နော်3ငန်း1ဆိုတော့အဲ့မှာသူနဲ့ပြန်သူတပင်းနှိမ့်နဲ့စီရောပဲ3နှစ်ကျော်မှာနော်ခွန်ငန်း1တပင်းနှိမ့်တော့ခွန်တင်ငါနော်ဟုတ်ပြီအဲ့ဒီသူ့အပေါ်နေပြေးလာ3ငန်း1ကိုတပင်းနှိမ့်တာပဲ အဲ့ဒီမှာသူ့ဘေးမှာကိုလေးရှိတယ်ဒါဆောင်ထိုးတာပဲဒါအဓိကအခြေဆက်ပဲဟုတ်ပြီကိုလေးရှိတယ်ကျွန်တော်တို့ဆောင်ထိုးတဲ့အချိန်မှာခွန်တင်ငါးတွေကဖရင်တဲခဲ့တာနော်အဲ့နာကမို့အဲ့ခွန်တင်ငါးတွေကိုဒီဘက်ဆောင်ထိုးတဲ့အချိန်မှာသူ့နဲ့အပြန်ကိုလေးရှိတယ်ကဖရင်ကြီးလိုက်တယ်ဒါတလက်စီအပြန်လမ်းခြေဆက်ပြီးတော့ကစားနေတယ်ဆိုကျွန်တော်တွေ့လိုက်တာအခုဟာကဒီကလန်းနေနဲ့နေရာကိုကြည့်မှာနော်သူတို့နဲ့ကိုလေးရှိဖရင်တွေငါတိတ်ခွန်ဆောင်ထိုးတာတွေနဲ့အချိန်ကြီးကကန်းန်းတွေကိုတွေ့ ပြီးတော့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီရိုးရိုးရှင်းရှင်းပဲလိုက်ရအောင်ငါတက်ခွန်ဖရင်ရဲ့အောက်မှာ814ခွန်ဆိုတဲ့ခါလေးလို့ဇောင်းဆင်းနဲ့စီကြောကစားထားတာဒီဘက်ကလည်း814ခွန်နဲ့နော်အဲ့ဒီကနေကြီးလိုက်ရင်914တွေဖရင်တွေ၃နှစ်ကျော်တပင်နေတည်တာပဲအဲ့ဒီ914ဖရင်တည်တဲ့နှစ်မှာပဲသူ့ရှေ့မှာ3910နဲ့အတူ948 3910နဲ့အတူ948တည်တည်ခဲ့ပြီဟုတ်ပြီအဲ့ဒါဆိုအဲ့ဒီ948တည်ရဲ့ဘေးကနေတင့်နေ၃ခုဆင်းလိုက်တဲ့အချိန်96တည်တည်ခဲ့တာ အဲ့တော့ဆိုရင်ကိုလေးရှိလို့ဆောင်းဆောင်းတိုးတဲ့ဘေးကနေတင့်တင့်သုံးပင်ဆင်းခွန်းတင့်သုံးကိုတူတူကတဲတာနော်ပြီးရင်ဒီဘက်မှာ၄၈၃၆လေးနော်ဒီဘက်က၃၆ကူလေးပေါ့နော်၄၈၃၆၃၆ကူလေးထားလိုက်လို့ဆိုတော့ကြာကြီးနော်အပေါ်မှာတခါ၆၈လေးပါလိမ့်တယ်တပင်းလေးနဲ့စီးလေးကိုအဲ့ကြတော့ဟုတ်ပြီကျွန်တော်တို့မှဒါမှမဟုတ်ခွန်းတင့်ငါးဖက်လေးနဲ့အတူကိုလေးရှိတယ်ဆောင်းထိုးတာရဲ့ဘေးမှာခွန်း၆တင့်နဲ့ခွန်း၃တင့်နဲ့စတဲ့ခဲ့ပြီနော် ဲ့လိုစတင်ခဲ့တဲ့ခွန်ချောက်တိကနောက်တစ်ခါမားနေကြောင်တနည်းတုံးပြီးမားနေကြောင်တခါလာပေါ့မှာအဲ့ဒါဆိုရင်ဒီခွန်တုံးကခွန်တုံးတိကလည်းတနည်းနည်းလုံးနဲ့လေးနဲ့မားနေကြောင်တခါလာပေါ့ခဲ့လားလာပေါ့တော့ဟုတ်ပြီဘယ်နေရာပေါက်တာလဲဘယ်နေရာပေါက်တာလဲဆိုတော့သူကဒီဘက်မှာတခါခွန်169ကိုလို့ဆောင်းထုတ်ပြီး300ဖရင်တဲတယ်ပြီးရင်641နဲ့45တဲတယ်နော်အဲ့ဒီဒီဘက်ကိုပြေးလိုက်ပြီ185လေး မတိရှင်ကလေးအောင်မတိ90ဆောင်းထုတ်တဲ့စီကြောလေး၈၃လေးကြံလေးတယ်။နောက်ရင်ဒီပြေးလိုက်ရအောင်။ဒီမှာ9ခွန်သုံးပရင်တယ်ပြီ။ဒါလေးမှလိုက်။9ခွန်သုံးပရင်တယ်ပြီ။နော်ဟုတ်ပြီ။အဲ့ဒါဆိုရင်ကျွန်တော်တို့ဒုတိယတစ်ခါမှာလဲ169နဲ့300တင်တယ်။ပြေးလိုက်6 0 9 0လေးရှိတယ်9 8 0ရှိတယ်။နော်ကျန်တာလေးချန်ငင်းလိုက်တော့190လေး83နဲ့93ခွန်ပရင်တယ်ပြီ။နော်ဆိုဆိုကျွန်တော်အဲ့ဒီ93ခွန်ရဲ့ဖရင်ကြီးတောင်းမှာခွန်6တိကဒုတိယဒီလာနာတာအဲ့ဒါဆိုရင်ဒီ93ခွန်ဖရင်ရဲ့တောင်းမှာ3ခွန် ပြည့်စုံတဲ့ကဏ္ဍကဒုတိယကြိမ်လာနာခဲ့တာဟုတ်ပြီအဲ့ဒါဆိုရင်ဒုတိယကြိမ်လာနာတဲ့သောကွန်တိတိကွန်ချောင်းတိတိကိုထောက်ပြီးခဲ့တဲ့၅ကွန်သုံး၅ကွန်သုံးကကျန်တာတွေကိုဖယ်လိုက်မယ်ကိုကိုကွန်ပလိန်နဲ့ဆောင်းထိုးခဲ့တာဒီမှာလာကြီးတော့ကိုကိုကွန်နဲ့၅ကွန်သုံးကလာပြီးတော့ဆောင်းထိုးပြီးကိုကိုကွန်ကိုကိုကွန်ပလိန်ကိုတည်ပြီးကစားခဲ့တာဟုတ်ပြီအဲ့ဒီဆောင်းထိုးခဲ့တဲ့၅ကွန်သုံးနေရာမှာဒီရှေ့မှာသူကဖရင်တည်တဲ့အချိန်ရှေ့မှာဖရင်တည်တဲ့အချိန်ကွန်6တိနဲ့ကွန်3တိတွေကဒုတိယကြိမ်လာပေါက်တာ နော်ဟုတ်ရဆိုရင်လိုရင်းလိုရင်းဆိုတော့အဓိကနော်အဲ့လားဆိုရင်ဟုတ်ပြီဒီ3.6တိကဒီ5.3တိနေလဲ5.3တိကိုထောက်ပြီးတော့ဒုတိယအကြိမ်ပေါက်ခဲလို့5.3တိနေပတ်သက်သွားပြီနော်အဲ့မှာ तू ကစတင်တော့5.5တိပရင်တယ်ပြီနဲ့6.6တိဘောင်းထိုးတာတွေနဲ့အကြိမ်တိုင်း5.6တိ5.3တိတဲပြီနော်ဒုတိယအကြိမ်ကျတော့5.3ပရင်နေလာပြီနော်ဒီမှာလဲ5.3ပရင်နေလာပြီဟုတ်အဲ့ဒီကောင်တွေကိုနောက်တစ်ခါ နောက်တစ်ခါဦးကိုခွန်လို့ထောင်းတိုးပြီးခွန်ချောက်တင်လို့ထည့်ပြီးကစားကျင်တော့လားဘာဖြစ်လို့လဲဆိုတော့ဒီ၅လုံးခွန်နဲ့သူကနားတဲ့ခွန်ချောက်တင်လို့ပြောခဲ့တော့အဲ့ဒီ၅လုံးခွန်ကဒီဘက်မှာကိုကိုခွန်နဲ့တခါတွဲပြီးကစားနေလို့နော်တွဲပြီးကစားကြလို့ဟုတ်ပြီ၅ခွန်လုံးရဲ့ဘေးကကိုကိုခွန်ကိုဒီဘက်မှာကိုကိုခွန်လို့ထိပ်ပြီး၃လုံးဆောင်တက်တက်ခွန်ချောက်တင်ဆိုတဲ့ကဏ္ဍကဒီ၅ခွန်လုံးရဲ့ တော့မှနားခဲ့တဲ့ခဏနော်အဲ့ဒီကြောင့်မှကျွန်တော်တို့ပထမကနေပြန်ချိန်မှာခွန်တင်၅ရေဒီကိစ္စခွန်တင်၅ကပရင်တဲတဲ့အခြေအနေကိုလေးရှိကဆောင်းတို့တော့ခွန်ချောင်းတက်ကစတယ်ပြီးနော်ဟုတ်ပြီအဲ့ဒါဆိုခွန်တင်၅ကဇောင်းဆင်းလိုက်တဲ့အခြေကိုလေးရှိကပရင်လာတယ်ပြီးနော်အဲ့ဒီလူနဲ့အခြေအနေမှာအဲ့ခွန်ချောင်းတက်ကိုကျွန်တော်တို့နောက်ဆုံးကစားချင်တာနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဘက်မှာလည်း ငါတို့ခွန်ကနော်ငါတို့ခွန်တော့မတို့ခွန်တက်နားခဲ့တာဟုတ်ပြီတို့ခွန်တက်နားခဲ့တဲ့ငါတို့ခွန်ကဒီဘက်မှာကိုကိုခွန်ပရိနဲ့ငါခွန်တော့လို့စောင်းထုတ်ပြီနော်အဲ့ဒါလို့ထုတ်ပြီငါခွန်တော့လို့စောင်းထုတ်ခဲ့တဲ့အပေါ်ကကိုကိုခွန်ဆိုတဲ့ပရိကိုကျွန်တော်တို့ကဒီနေရာမှာကိုကိုခွန်လို့တကထီပြီးကစားခြင်းလားအဲ့လိုထီပြီးကစားတဲ့အချိန်မှာစောင်းထုတ်ခဲ့တဲ့ငါခွန်တော့မှာငါတို့ခွန်ပရိတဲပြီးသူ့တော့မှာနားခဲ့တဲ့တို့ခွန်တက်ကိုကျွန်တော်တို့ကဒီနေရာမှာခွန်ထိတ်နေပေါ့ဗျာကိုကိုခွန်လို့စောင်းထုတ်ပြီးတော့တကကစားခြင်းလား မှပထမကျတော့269လဲတဲ့ဇာတ်လမ်းတွေတော့မသွားတော့ဘူးเนาะကျွန်တော်ဒါဆိုရင်ကတော်တော်ဒါပြည့်စုံတယ်လို့ပြောရမှာပေါ့เนาะအဲ့အချိန်မှာဟုတ်ပြီကျွန်တော်တို့ဟိုပထမကနေပြန်ချိန်မယ်ပေါ့ဗျာဟိုပထမကနေပြန်ချိန်မယ်ဆိုတော့သူကလည်းတစ်ခွန်ကလို့တဲတဲ့အချိန်ကိုလေးရှိပါစောင်းရပြီစောင်းရတဲ့ကိုလေးရှိရဒီဘက်မှာကွန်တီသုံးကပထမဆုံးကြီးတဲပြီတဲတဲ့အကောင်ကိုကျွန်တော်တို့ဒီဘက်က9ခွန်သုံးခရီးနဲ့နားခဲ့ပြီဟုတ်ပြီအဲ့ဒါဆိုရင်ဖရင်တဲခဲ့တဲ့ဒီဘက်ကတစ်ခွန်ကဒီမှာခွန်ကဒီလိုဆောင်းလာထုတ်ပြီ နော်ဆောင်းထိုးခဲ့တဲ့ကိုလေးရှိကအဲ့ဒီခွန်ကားတင်းနဲ့အကျင်ကိုက်ပြင်းကြီးလာတယ်ပြီဟိုအဲ့ဒီကိုလေးရှိအောက်ကနေပြေးပြေးလိုက်တဲ့ချိန်မှာဒီထောက်ပေးခဲ့တဲ့ငါးဆုံးခွန်ကကိုကိုခွန်နဲ့ဆောင်းထိုးခဲ့လို့အဲ့ငါးခွန်တုံးချိတ်ဆက်ရဒီနေရာမှာကိုကိုခွန်လို့ဆောင်းထိုးပြီးတော့ကျွန်တော်တို့ကဒီကဏ္ဍလေးကိုအဲငါးသုံးခွန်ထောက်မှာနားခဲ့တဲ့အကောင်နော်ဒီဘက်ကကိုလေးရှိရဲ့ဒီဘက်မှာစတဲ့ခွန်တုံးတစ်ကိုကျွန်တော်ကဒီဘက်မှာခွန်တုံးတစ်ဆိုပြီးကစားခြင်းနာ ကစားကျင်တာဆိုတော့ဟိုတစ်ကလည်းဒီပွဲမှာကစားလို့ရတဲ့အခြေအနေမှာရှိတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့အဓိကကြောက်တယ်ဆိုတော့၃ခါနော်၃ခါဆိုတော့ကျွန်တော်တို့ဒီတစ်သုံးများ၉ရှစ်လိုင်းကရောတစ်သုံးများ၉ရှစ်နော်အခုတော့မှတော့ယောဂီတာမှာရှိပေါင်း9နဲ့6နဲ့7ရှိပေါင်း9နဲ့9နဲ့3ည6နဲ့3နဲ့9 3နဲ့4နဲ့7တိလုံးများ9ရှိလို့သုံးတာနဲ့6 5 4 3လို့ထောင်းသွားမယ်ဆိုရင်တခြားလိုင်းတွေရောပေါ့နော်တခြားလိုင်းတွေဒီ9 4 3ထောင်းနေစီကြောတွေတော်တော်များတယ် เนาะไอ้จังต้องค้าเลยจอกเลยสรุปคนต้องติลูกโทรเนี่ยโทรเลยสรุปเนาะคนที่ต้องอีเลยเนเน่ก็ยันได้เนาะไอ้จังเนาะดิแบบก็ดาคนต้องติสรุปได้ขนาดก็ดาจังกระดูกเนี่ยเลยไม่จี้อะไรวะเนาะไม่จี้อะไรดาดิแบบก็ทุบไล่เลยเนาะทุบไล่တော့ตะณีอ๋อจังเนาะကျွန်တော်တို့ကဒီမှာပြီးခဲ့တဲ့ပွဲကထိစီးနဲ့ခါနဲ့တုံညာကိုနောက်ပိတ်တုံးလုံးခွန်တုံညာခွန်ဆက်လန်းလို့ပြောခဲ့တော့သူ့အောက်ကကဏ္ဍ၅လေးတက်ကအဲသူ့ရှင်းနေကကဏ္ဍကိုအဲ့ဒါကိုပြောခဲ့လား အဲ့ချိန်မှာပရိ9နဲ့4နဲ့6လို့ဖြစ်ပြီးသူရှိကသူရှိနေကခဏတကပရိ4နဲ့5ခါနဲ့6ကိုဖြတ်ပြောလိုက်ရတော့ဒါဟုတ်တနေ့ကပြောပြီးသားလေးမဟုတ်ဒီပရိ9ကလည်းသူရှိနေကခဏအဲ့မှာဒီမှာပရိ4နဲ့5နဲ့6ကလည်းအဲ့6ဖြစ်ခံတဲ့6ငါးတက်ကလည်းသူရှိနေကခဏနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဘက်ကပရိ6နဲ့3ခါနဲ့သုံးခါကနန်းကလည်းသူရှိနေကခဏဖြစ်နိုင်လို့ဖြစ်နိုင်တယ်လို့ကျွန်တော်ပြောခဲ့တာနော်ပြောခဲ့တော့ အဲ့ချိန်မှာသူကဝန်ကြီးတော့ဝင်မသွားဘူးလေဟိုတနေ့ကျွန်တော်46တွဲကိုကျွန်တော်တို့ဒီဘက်က6တုံညာနဲ့ဝန်ကြီးဆိုပြီးခေါ်ရိုက်ခဲ့တာဒီ6တုံညာနဲ့เนาะအဲ့6နဲ့ကလေး6လေးเนาะအဲ့မှာဝန်ကြီးတော့ဝင်မသွားဘူး46ကတော့အငြိတိတ်စီနဲ့ခါနဲ့တုံညာကိုနောက်ပြီးတော့ခွန်ဆိုတဲ့တုံညာခွန်ဆက်လန်းဝင်သွားတယ်ဝင်သွားတော့သူ့အောင်ကိုသူ့ရှင်းနေကကနန်းအဲ့မှာအဲ့ဆိုရင်ဘယ်ကနန်းဟိုလာနိုင်လုံးပေါ့ဒါကကျွန်တော်ကျွန်တော်ရရပဲဘယ်ကနန်းလာနိုင်လုံးဆိုတော့သူကအဲ့လိုကြည့်မယ်ဆိုလေးကပ်ပေါ့ငါးလေးတက်သူ့ရှင်းနေကကနန်းတက်တက်ကျော်2 5ရှစ်သူ့ရှင်းနေက ကိုငါတူရှင်နေကအဲ့ဆိုရင်ဒီနေရာတူရှင်နေကအဲ့ရောင်ကိုကျွန်တော်ကကျွန်တော်အနှက်ကစီးနဲ့ပဲဖြတ်တာပေါ့နော်ကျန်တာဆိုတော့အဲ့ကျတော့ဟုတ်ပြီကျွန်တော်တို့ဆောပိုင်းကကလေးကိုတွေးမယ်ပေါ့ဗျာတော့ငါးလေးတက်တူရှင်နေက98တူရှင်နေကကိုငါတက်တူရှင်နေကအဲ့ဆိုဒီနေရာတူရှင်နေကဘယ်လိုကနန်းမျိုးလာနိုင်လဲနော်အဲ့တော့ကျွန်တော်ကဒီကတ်လို့ကျွန်တော်ကမမြင်ဘူးနှစ်ကက်နဲ့ကျွန်တော်တို့နှစ်ကက်ကိုအားကန်တယ်လို့ဆိုတော့နှစ်ကက်နဲ့ပဲကစားပြမယ်ပေါ့နော်အဲ့ကြတော့ဟုတ်ပြီ ကျွန်တော်တို့အရင်ဆုံးအခုရောက်တဲ့နေရာကိုစီကြောဆွဲလိုက်နေ2434နော်2434ဆိုတဲ့ခါလေးလုံးရောင်းဆင်းတဲ့စီကြောမှာ440ပြည်ရတည်ခဲ့တာနော်ဒီဘက်မှာလည်း2434လို့ခါလေးလုံးရောင်းဆင်းတဲ့ပြည်မှာ440ကတည်ခဲ့တာ၃ညကျော်ပါလားအဲ့440ကတားခွက်ပါလေအမကြီးမှာဒီဘက်မှာ၃ညကျော်ပါမှာအဲ့440လည်းလာတည်သွားတယ်ဆိုတော့အဲ့ဒီဘက်မှာဒီဘက်ကိုရောက်လာတာဆိုတော့အဲ့ရှေ့ထဲမှာအဲ့ဟွန်းဒီ2434ဆက်မိပေါ့အဲ့လိုတည်လိုက်ပြီ အဲ့ဒီလေတုံးလေးကလည်းဒီကကြည့်လိုက်ခွန်60ရှိတယ်။အောက်မှာ၄ချုံနေရှိတယ်။ခြောက်လေးကိုလဲတယ်။နှစ်ကိုကိုသုံးလို့ဆောင်ထိုးတယ်။ပြက်ကနှစ်ကိုကိုသုံးဆောင်ထိုးတယ်။အပေါ်ကပြည့်တယ်လိုက်၄3 1 8နှစ်ဆိုရင်တခါခန်းခါလုံးဆောင်စင်းတယ်။ဗစားခွက်တွေကပါသေးတော့နော်။ထားလိုက်တော့အဲ့ဒီ၄3 1 8နှစ်ပြက်ကနှစ်ကိုကိုသုံးအောက်ကိုပြည့်စင်းတယ်။690ဆိုတော့အပေါ်ပြန်ကြတယ်ခဏ။အဲ့ဒီတစ်ချိန်မှလားနော်690နဲ့ဒီဘက်မှာ9လေး1ဆိုတာသူ့ရှင်းနှစ်ကလာတဲ့လို့နော်ဒီ9လေး1ဆိုတာက အဲပြောမယ်ဆိုအဲ့690ရဲ့အထက်ကကဏ္ဍမယ်690ရဲ့ဒီတနည်းကျော်အပေါ်တောင်းမှာကဏ္ဍကိုနောက်တစ်နှစ်ပို့ရခြင်းပြန်ကြတယ်690တောင်းမှာပို့ခဲ့လို့ဒီတောင်းမှာလာတဲ့နှင်းက258ဆိုရယ်ကဏ္ဍကလေသူ့ရှိနှစ်ကကဏ္ဍဆိုကျွန်တော်ဒီကောင်ကိုယူလိုက်တာဟုတ်ပြီနော်အဲ့ဆိုကျွန်တော်တို့ဒုတိယတစ်ခါ243440ပြင်ပြီးကြီးလိုက်460နဲ့462နဲ့ရှိတာပဲ649လဲတာပဲ2993စောင်းနဲ့အပေါ်ကြီးတက်လိုက်4318 အဲဒါပေါ့အဲ့စီကြောကြီးကစားထားတာဟုတ်ပြီအဲ့လားဆိုရင်အဲ့နှစ်ကိုကိုသုံးကနေဒီမှာပြင်ဆင်လာရှစ်ကိုသုံးဆိုတော့အပေါ်ကပြန်ကြတာပဲဟုတ်တန်ခဲ့တဲ့ကိုသုံးရှိရဲ့အပေါ်ကတနည်းပြောတောင်းတာတင်သားကိုနောက်တစ်နှစ်ထုတ်တော့ကျွန်တော်ကဒီရှစ်ကိုသုံးပြန်ကြတဲ့ဒီပေးမှာလာပြီးထုတ်တယ်လို့ကျွန်တော်တွေးလိုက်ပြီနော်တွေးလိုက်တော့သူ့တောင်းမှာလာမယ်ကဏ္ဍကလည်းသူ့ရှစ်နှစ်ကကဏ္ဍဟုတ်ပြီနော် အဲ့ဒါကျွန်တော်ဘယ်ကနန်းကိုယူပြမယ်ဆိုတော့သူကကနန်းတွေယူဟိုသုံးလေးခွက်လောက်ဒီယူလို့ရတယ်เนาะဒါပေမဲ့ကျွန်တော်ဟိုတနေ့ကပြပီးစာကနန်းဖြစ်တဲ့ဒီကောင်ကိုပဲကျွန်တော်ယူပြမှာတော့အဲ့ဒါဆိုဘာလို့အဲ့ကောင်ကိုယူမှာလဲဆိုတော့ဟိုငါးလေးတည့်ရဲ့တောင်းမှာလာတဲ့နှစ်ငါးရှိကသူ့ရှိနှစ်ကကနန်းဟုတ်ပြီเนาะအဲ့ဒီကောင်ကတခါရှိတနေ့နဲ့နေ့သုံးနှစ်ကျော်ကကနန်းအဲ့ဒါဆိုဟုတ်ပြီကျွန်တော်တို့ဒီတောင်းမှာလာမယ်ကနန်းကသူ့ရှိနှစ်ကကနန်းတခါတနေ့နဲ့နေ့သုံးနှစ်ကျော်ကကနန်းဆိုဒီမှာ အဲ့မှာသူ့ရှိနေကကဏတနေ့တနေ့နဲ့နဲ့သုံးနေ့ကျော်ကဏဆိုဒီကဏကိုယူပြလဲရတယ်နော်နော်ဒီကဏကိုယူပြလို့ရတယ်ဒါပေမဲ့ဟိုတနေ့ကကျွန်တော်ဒီကဏပြလဲစတယ်ပေါ့ဒီကဏကိုပဲနော်ယူလို့လဲရတယ်လို့အချိန်ဆက်ရအောင်အဲ့လေကိုပဲယူပြလိုက်တာနော်ဘာဖြစ်လို့အဲ့ကဏယူရတာလဲဆိုတော့ဒီထဲမှာတစ်ခါတစ်တစ်ငါလို့စောင်းထိုးတယ်အနီရောင်လေးပေါ့ဗျာနော်ဒီဘက်က3 5 9 3 5 9တွေနဲ့ဒီဘက်က90ကိုရှင်ပေါက်တော့ကွန်တင်နစ်ကရှင်ပြီးတော့ပေါက်ခဲ့တာအဲ့ဒီနေ့ပြည့်တယ်လဲရှင်နေငါတဲတာ နော်အဲ့ဒီရှင်းနေငါတနေ့နေ့နဲ့သုံးရက်ကျော်မှသွားတဲတော့သွားတဲတော့လေးနှစ်နှစ်ပြင်နေတဲတာနော်ဟုတ်ပြီအဲ့လေးနှစ်နှစ်ပြင်နေတဲတဲ့နှစ်ငါးရှစ်ကိုနောက်တဲ့နှစ်ကျွန်တော်တို့ကဒီနေရာမှာထုတ်ရှင်တာငါးလေးတက်ကသူ့ရှင်းနေကလာလို့ဒီနှစ်ငါးရှစ်ကအဲဒီသူ့ရှင်းနေကဆိုရင်ကျွန်တော်ထုတ်ရှင်တာထုတ်ရှင်တော့ကျွန်တော်တို့ကတွေ့တဲ့ကလန်းကို ဆွဲထုတ်လို့ရတော့မဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဟုတ်ပြီ၄နှစ်နှစ်လို့ထောက်ခဲ့တဲ့၂၅၈လေးနောက်တစ်နှစ်ထွက်ဖို့အဲ့ဒီ၂၅၈နဲ့အချိန်တိုင်း၄နှစ်နှစ်နဲ့တွဲခဲ့တဲ့၅၁၀လေးကတစ်နှစ်ကျော်အရင်ထွက်ခဲ့တာနော်အဲ့တစ်နှစ်ကျော်ထွက်ပြီးတော့မသူ့ဘေးကနေ၁၂၃၄ဆင်းတဲ့၂၅၈ဆိုတာ၅၁၀နဲ့တွဲခဲ့တဲ့၂၅၈ကိုခုံမယ်ဆိုပြီးတွေးလိုက်တာနော်အမှန်တန်ရုပ်ရှင်ပါနော်အဲ့ဒါဆိုဟုတ်ပြီကျွန်တော်တို့ဒီမှာရှင်းနေမှာကိုတော့လူရင်းကိုကိုကိုဗရိငါကနန်း ဒီကောင်ကိုကျွန်တော်ထုတ်အောင်လွှတ်ရှင်ပေါ့ဘူးကိုကိုကွန်တဲပြီ၃နှစ်ကျော်တော့တဲတာပဲ၄နှစ်နှစ်ပြည်နေတည်ခဲ့တာတည်ခဲ့တော့အဲ့ဒီကဏ္ဍကိုကျွန်တော်တို့နောက်တစ်နှစ်ဒီနေရာကိုထုတ်မယ်ဘာလို့လဲကိုငါတစ်ကသူ့ရှင်းနှစ်ကလာခဲ့လို့သူ့ရဲ့အထောက်မလာမယ်ကဏ္ဍကလည်းသူ့ရှင်းနှစ်ကကဏ္ဍဒီကောင်ကိုယူမယ်ဘာလို့လဲ၄နှစ်နှစ်အထောက်မှာလာခဲ့လို့ဟုတ်ပြီ၄နှစ်နှစ်ရဲ့အထောက်မှာလာခဲ့တဲ့ဒီကဏ္ဍနောက်တစ်နှစ်လိုက်ဖို့သူ့နဲ့၄နှစ်နှစ်နဲ့တွဲခဲ့တဲ့ရှစ်ချောင်းခွန်လေးကတစ်နှစ်ကျော်ကိုအရင်လာတာ ရင်လာပြီးတော့မှသူပဲနေတင်းတင်းတော့လေးလို့ဆင်းလိုက်တဲ့အချိန်မှာသူနဲ့တွဲခဲ့တဲ့ဒီကနန်းကိုဒီမှာပို့လာမှာစိုးရင်เนาะအဲ့ကြတော့ကျွန်တော်ဟာကျွန်တော်လည်းလူလေပြောပြီးသားပေါ့ဒါသူရှင်းနေကကနန်းကနကသူရှင်းနေကတုံးကသူရှင်းနေကလေးနှစ်သူရှင်းနေကဆိုတဲ့စနစ်ကိုကျွန်တော်ကနှစ်ကန်းနဲ့ခွဲပြီးတော့ဒီကနန်းကိုပဲယူပြလိုက်ပါတယ်ပေါ့နော်တကယ်နောက်ဆိုရင်တော့မဆူလောက်ထင်ပါတယ်နော်တကယ်ဒီဘက်ကဒီနေ့ ွန်သုံးတိရဲ့ဒီကနာတော့ခုနေ့ပြပြပြီးသားပါနော်ဒီကွက်ကိုတကဒီဘက်မှာထုတ်ပြလိုက်ပါလေကြိုက်တူရင်သုံးပေါ်လေနော်